ဗိုလ်ချုပ်ဆန်နှစ်တရားပြည်မွေးနေ့အထိမ်းအမှတ်ပျော်ပွဲရှင်ပွဲကိုရန်ကုန်မြို့မှာရှိတဲ့ပြည်သူ့ရင်မြစ်မှာဖေဖော်ဝါရီလ12ရက်နေ့ကနေ14ရက်နေ့ထိ3ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမယ်လို့သိရပါဗျ။ဒီပွဲကိုမြူသားဒီမိုကရေစီပွဲကြောင့်ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည်မွေးနေ့အခမ်းအနားကျင်းပရေးဖို့ကော်မတီနဲ့ရုပ်ရှင်ဂီတာတပင်အမှုပညာရှင်တွေပူးပေါင်းပြုလုပ်တာဖြစ်ပြီးအဲ့ဒီပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုဖေဖော်ဝါရီလ6ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီခန်းမှာပြုလုပ်ခဲ့ပါတယ်။ဗိုလ်ချုပ်ရဲ့ကျေးဇူးတွေကိုပြည်သူတွေပုံမနာလေသိရှိစေရေး ဘူကြောင်ဆန်ကိုအတူယူတံမိုးထားတဲ့လူငယ်တွေကနာကတ်နိုင်ငံခေါင်းဆောင်တွေပေါ်ထွန်းလာရေးစာရေးယူရဲချက်တွေနဲ့အခုပွဲကိုပြုလုပ်တာဖြစ်တယ်လို့မြူသားဒီမိုကရေစီဖွဲ့ချုပ်ဘူကြောင်ဆန်နှစ်တရာပြည့်အခမ်းအနားကျင်းပရေးဖို့ကော်မတီဥက္ကဋ္ဌဦးညီပူကဆိုပါတယ်။ဆိုပါပွဲကိုကျင်းပရမှာဖေဖော်ဝါရီလ၁၂ရက်နေ့မှာပြည်အောင်စုနှစ်အခမ်းအနားကျင်းပခြင်းနဲ့ဓာတ်ပုံပြကန်ပကြီးပြကန်နဲ့ကတ်တုံးပြကန်ဖွင့်လှစ်ခြင်းတွေပါဝင်တန်ချက်ပြိုင်ပွဲနဲ့ဂီတဖျော်ဖြေပွဲတို့ပါဝင်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ17ရက်နေ့မှာမြန်မာနိုင်ငံကလေးများနေခန်းနာဖွင့်လှစ်ပြီးကလေးတွေကပြားရွတ်ဆိုပြိုင်ပွဲပိုကျုံမေကွန်းပြောပြိုင်ပွဲပိုကျောင်းဆက်နှစ်တရာပြည်မွေးနေ့အထိမ်းအမှတ်ခန်းနာဖွင့်ပွဲနဲ့မနောတုကုမအဖွဲ့ရဲ့အမှုပညာတင်ဆက်မှုတွေပါဝင်မှာဖြစ်ပါတယ်ဖေဖော်ဝါရီလ14ရက်နေ့မှာတော့ပြိုင်ပွဲတွေရဲ့စုပေးပွဲအစီအစဉ်နဲ့ရုပ်ရှင်တရုပ်ဆောင်တွေရဲ့အမှုပညာတင်ဆက်မှုတွေမေတ္တာရှည်စင်အဖွဲ့ရဲ့တခန့်ရပြဆက်တွေနဲ့ဟာသတင်ဆက်မှုတွေတိဂီတာဖျော်ဖြေမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်အထိမ်းအမှတ်ခန်းနာကပြပွဲပြိုင်ပွဲတွေဖျော်ဖြေအစီအစဉ်တွေအားလုံးဟာ အခမဲ့ကြည့်ရှုခွင့်ရမှာဖြစ်ပြီးဈေးရောင်းပွဲတွေနဲ့စတူဒီယိုကျွေးမွေးခြင်းတွေလည်းပါဝင်မယ်လို့သိရပါဗျ။မြန်မာနိုင်ငံလွတ်လပ်ရေးရှိအတွက်ဥဆောင်ကြိုးပမ်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆိုင်ရဲ့ဝင်းနှစ်နှစ်တရာပြည့်အထိမ်းအမှတ်အခမ်းအနားများကိုနမောက်မြို့မှာလည်းဖေဖော်ဝါရီလ9ရက်နေ့ကနေဖေဖော်ဝါရီလ17ရက်နေ့ထိပြုလုပ်မှာဖြစ်ပါတယ်။နမောက်မြို့မှာကျင်းပမယ့်ဗိုလ်ချုပ်အောင်ဆိုင်ဝင်းနှစ်နှစ်တရာပြည့်ကိုဖေဖော်ဝါရီလ9ရက်နေ့မှာဖွင့်ပွဲခမ်းနား17ရက်နေ့မှာဗိုလ်ချုပ်အောင်ဆိုင်ဝင်းနှစ်နှစ်တရာပြည့်အခမ်းအနားနဲ့ဗိုလ်ချုပ်အောင်ဆိုင်ဝင်းနှစ်ရာပြည့်မော်ကွန်းကျောက်စာတိုင်းဖွင့်လှစ်ခြင်းခမ်းနားစတဲ့အခမ်းအနား၃ရက်နေ့ကျင်းပတော့မှာဖြစ်ပါတယ်။ ဘူကြောင်ဆန်းကို1955ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာရှစ်နေဥဖာနေတော်စုတို့ကမကွေတိုင်းနမောင်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာခွဲလွန်ခဲ့တာဖြစ်ပါတယ်